တောင်ကိုရီးယားနိုင်ငံချွန်နမ်မြို့မှာမြန်မာအာဏာသိမ်းစစ်ကောင်စီစန့်ကျင်ရေးလမ်းလျှောက်ချီတက်ဆန္ဒပြပွဲတစ်ခုကိုຫນွေဦးတွလှန်ရေးလှုပ်ရှားသူတွေကစုပေါင်းပြုလုပ်ခဲ့ကြပါတယ်။မောက်တုတင်ဆက်ထားပါတယ်ရှင်။ဒီချွန်နမ်မြို့မှာအာဏာသိမ်းစစ်ကောင်စီအလို့မရှိကြောင်းလမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။ကျွန်တော်တို့ဒီချွန်နမ်ဘူတာရှိမှာချွန်နမ်မြို့တင်းမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတရားကြော်လို့ပါ။ စစ်အာဏာရှင်အများဆုံးဖြတ်ဆုံးရေးအတွက်လည်းရောက်ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါပြပရောက်တီးအထူးသဖြင့်ကိုရီးယားနိုင်ငံရောက်မြန်မာတွေဟာຫນွေဦးဒေါ်လာရေးအတွက်တိုက်ပွဲဝင်နေကြောင်းပြသတဲ့ပွဲလေးဖြစ်ပါတယ်။ကိုရီးယားနိုင်ငံမှာလည်းပဲအာနာရှင်စနစ်စိုးကနေလွတ်မြောက်တဲ့အထိဘုံဘုံတို့အပါအဝင်အင်တိုက်အားတိုက် လှူရှာလို့ရသမျှကမ်ပိန်းတွေရမုံငွေရရှိပွဲတွေပြည်ပြစန္ဒပြပွဲတွေကိုအတက်နိုင်ဆုံးစူးစမ်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းဒီနေရာကနေတော့ကြားပါတယ်ဟုတ်လားဒီမိုကရေစီရရှိရေးဒိုးရေးဒိုးရေးဒိုးရေးစစ်အာဏာရှင်ပြုတ်ချရေးဒိုးရေးညမနှိမ့်ဆက်ဘုံနေတဲ့ကြိပ်ပြည်သူတို့တတ်ဖြတ်နေတဲ့စစ်အုပ်စုကိုအလိုမရှိကြောင်းကျွန်တော်ဆန္ဒပြတဲ့ပွဲလေးဖြစ်ပါတယ်။ဒါကြောင့်လို့ဒီကနေ့ပွဲမှာကျွန်တော်ဒီကနေ့ပွဲအစပြီးတော့ဗောလေ နောက်ထပ်စစ်အာဏာရှင်စနစ်ဆိုးမပြောက်ကြမချင်းကိုကျွန်တော်အတူတူကဆက်လက်ပြီးတော့တုံလန်နေဦးမှာဖြစ်တယ်နာရီအားလုံးနိုင်ငံသားတွေအားလုံးစုပေါင်းပြီးတော့ဟိုထဲနေဆက်တဲ့နေရာဒီမှာအပြည့်ပေးကြဖို့အတွက်ပြည်ထောင်ရေးခံအပ်ပါတယ်။ဒေါ်လာနောက်ဒေါ်လာလက်လက်မီသောနောက်ပိုင်းဆိုလို့ရှိရင်လည်းအဲရောက်ရှိတဲ့နေရာတွေမှာအပြည့်သွားမယ်ဆိုလည်းအဲ ဂတိပြုပါတော့ဗောနော်တော်ဝင်တဲ့တော်မင်းကြီးပါကိုတို့တိုက်နေတဲ့တော်မင်းကြီးပါကိုရရှိတဲ့ညံစွမ်းနဲ့လုံးလိုက်စွမ်းနဲ့မလျှော့ချပါနဲ့ကိုတို့ကချွန်းလန်းမြို့မှာလိုပဲတောင်ကိုရီးယားနိုင်ငံဂူမီမြို့နဲ့အင်းချွန်းမြို့တွေမှာလည်းတနေ့တည်းတပြိုင်တည်းဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပါသေးတယ်ခင်ဗျာကျွန်တော်မောင်တူပါအဲမ